ကျမ်းမာတော်မူကြပါသခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ19ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရုရှားပြန်ပူကြီးပြည်ဖြိုးကြော်နဲ့ပြူကောင်းဆောင်မင်းတိုက်တို့ရှင်းလင်းခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမြင်းကျန်မြို့နယ်အနိတာပေါင်းအုပ်စုပြူစောတီကောင်းဆောင်နဲ့ရုရှားပြန်စစ်ဗိုလ်တို့ မြင်းကျန်ဘက်ကိုကားနဲ့အလားဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိခေါင်းဆောင်မင်းတိုက်အပါအဝင်ရုရှားပြန်တုံးပွင့်ပူကြီးပြဖြိုးကျော်နဲ့တပ်သားပိုင်စုတို့တေဆုံသွားတယ်လို့မြင်းကျန် Black Tiger MPT တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခေကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညနေ6နာရီခွဲခန့်ကဂျာမဲကွန်မန်ဒို9ဦးကရန်သူကင်းမုံစကန်တွေဂျာကနေ9ရက်တိုင်တိုင်ဆောင်ဆိုင်ပြီးကားနဲ့လာတဲ့ပြူခေါင်းဆောင်မင်းတိုက်အဖွဲ့ကိုအနေကြီးရွာနဲ့ဂေါင်းခွဲကြီးရွာအကြားအယောက်မှာဂျားဖြတ်တက်ခိုက်ချေမုန်းခဲ့တယ်လို့သိရှိရပါတယ်။ အထူးကွန်မန်ဒိုခုနှစ်ယောက်ထဲတွဲဆောင်ပြီးဖြုတ်တာကင်းထုတ်ထားတာကကာတစီတဲလို့သိရပြီးတကယ်လာတော့ကားကနှစီးလာတာမင်းတိုက်ကားကိုအနီးကပ်ဝင်လုံးပြီးပြစ်ခဲ့တာလက်နက်ကောက်လို့မရခဲ့ဘူးမင်းတိုက်ဦးလေးမမ်းမြင့်ကကြံ့ဖို့အကြီးစားသူ့အဖေကလှထွန်းကုန်းစုံဆိုင်လွတ်လွတ်အေးအေးရောင်းတာလွတ်လွတ်နဲ့စက်ခါနဲ့ပေါင်ပြီးစီးပွားဖြစ်နေတာမင်းတိုက်ညီဝင်းထိုက်ဆိုတဲ့ကောင်ကလည်းပြူစောတိပဲကြားမဲကွန်မန်ဒိုတွေကျန်းနေပြီး မင်းတိုက်အပြင်ရုရှားပြန်သုံးပွင့်ကောင်းပါရှင်းလိုက်နိုင်တာဆိုတော့ပိုကောင်းတာပေါ့လို့ MPD တာဝန်ခံပိုမိုက်ခဲကပြောပါတယ်တိုက်ပွဲအတွင်းမှာတက်ချက်ကြီးမုတ်ဆိတ်ဆူသူဟာလဲဒဏ်ရာအပြင်းထန်ရရှိသွားပြီးတီဆုံအလောင်းတွေကိုတော့တီတာယူမွန်ကလက်သေးသွားပြီးမိသားစုထံကိုပြန်မအပ်ပဲသူကိုယ်တိုင်တကြုံမဲလို့သိရှိရပါတယ် အလာရူ MPT ကြားမဲ့ကွန်မန်ဒိုစစ်ကြောင်းကမြင်းကြံနယ်အတွင်းမှာရှိတဲ့စစ်အုပ်စုဝင်တွေနဲ့ဗတ်တော်သားပြူစောတီတွေကိုအထူးစစ်ဆင်ရေးတရက်ဖော်ဆောင်ပြီးတုတ်တင်ရှင်းလင်းသွားမှာဖြစ်တယ်လို့ဘိုးမိုက်ခဲကပြောထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံရတဲ့သူများလွတ်ပေးရန်နိုင်ငံတကာတန်ရုံများတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ဇွန်လ19ရက်နေ့မှာကြောက်ရွံ့တဲ့လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာသူ့အပါအဝင်မတရားဖမ်းဆီးခံရတဲ့နိုင်ငံကြီးအကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့နိုင်ငံတကာတန်ယုံတွေကနေတိုက်တွန်းတောင်းဆိုနေကြပါတယ်။ရန်ကုန်ခြေဆက် UK တန်ယုံကဒေါ်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံရသူတွေအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်။ American တန်ယုံကလည်း ဒေါ်ဆန်းစုကြည်နဲ့အတူမတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့အယက်သားပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုရပ်ဖို့နဲ့အကျအတဲကိုအစုံးတက်ဖို့တက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့စတဲ့အချက်လက်တွေကိုတောင်းဆိုလိုက်ပါတယ်။နိုင်ငံတကာတန်ယုံတချို့ကဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ profile picture ကိုပြောင်းလဲထားတာကိုလည်းတွေ့ရှိရပါတယ်။ဒီနေ့ဟာဒွန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီးအချင်းထောင်တင်းမှာဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့အတန်ဖိုင်ပေါက်ကြားမှုအပြီးထိုင်းညွန်ပေါင်းအစိုးရပြိုကွဲစာပြူဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေလည်းရှိလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းဝင်ကြီးချုပ်ပေထွန်တန်ရှင်နာဝက်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်ဟွန်ဆန်တို့အလွတ်တဘောဖုန်းပြောထားတဲ့အတန်ဖိုင်ပေါက်ကြားလာပြီးတဲ့နောက်ထိုင်းညွန်ပေါင်းအစိုးရအဖွဲ့ရဲ့အခြေအနေဟာပြိုကျလို့နေပါဖြစ်လာပြီးပေထွန်တန်နှုတ်ထွက်ဖို့ကိုလည်းတောင်းဆိုမှုတွေရှိလာနေပါတယ် ပေါကြလာတဲ့ဖုန်းတန်ဖိုင်တွေမှာတော့ပေတုံတန်ကထိုင်းစစ်တပ်ရဲ့တိတ်ခါကိုထိခိုက်စေမဲ့စကလုံးမျိုးတွေပြောဆိုထားတယ်လို့ဆွဆွဲပြီးအာနာယဖြူထိုင်းပါတီ PDP ဦးဆောင်တဲ့ညွန်ပေါင်းအစိုးရအဖွဲ့ကနေ Conservative Party ကနှုတ်ထွက်သွားခဲ့ပါတယ် Conservative Party ဟာညွန်ပေါင်းအစိုးရထဲမှာ PDP အတွက်အားကောင်းဆုံးမိဖက်အင်အားစုဖြစ်ရပ်တည်နေခဲ့တာပါဘောကြိုင်ထိုင်းလို့ခေါ်တဲ့ Conservative Party ရဲ့အောက်လွှတ်တော်ရွေးကောက်ခံအမတ်နေရာ69ခုကိုဆုံးရှုံးလိုက်ရခြင်းဟာ ညွတ်ပေါင်းအစိုးရအနေနဲ့လွတ်တော်တဲမှာပြိုင်ဘက်တွေထက်အသာစီးရည်တည်ဖို့ခက်ခဲသွားခဲ့ပါတယ်။ဒါအပြင်ညွတ်ပေါင်းအစိုးရထဲမှာပါဝင်တဲ့ United Thai မျိုးသားပါတီနဲ့ Democrat Party တို့ကလည်းလက်ရှိအခြေအနေတွေကိုဇွန်လ19ရက်ညနေပိုင်းမှာအရေးပေါ်တွေ့ဆုံဆွေးနွေးကြမယ်လို့ဆိုပါတယ်။အဲ့ဒီထဲကပါတီတစ်ခုလောက်နှုတ်ထွက်ရင်တော့ပီတုံတန်ဥဆောင်တဲ့ညွန်ပေါင်းအစိုးရအဆုံးသက်သွားနိုင်ပြီးရွေးကောက်ပွဲအသည့်ကျင်းပရတာဒါမှမဟုတ်ညွန်ပေါင်းအစိုးရအသည့်တက်ဖွဲ့ဖို့မိဖက်ရှာဖွေရတာတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့တွင်အငင်းစားပူချုပ်ကြီးပရာဝတ်ဝန်ဆာဝန်ဦးဆောင်တဲ့ပါလန်ပရာချာရက်ပါတီကလည်းပေထုံတန်အနေနဲ့ဖုန်းခေါ်ဆွမှုတဲမှာပြောထားတဲ့စကားတွေကိုတာဝန်ယူပြီးယာတို့ကနှုတ်ထွက်ပေးဖို့တောင်းဆိုလာပါတယ်ပရာဝတ်ဟာပီထုံတန်ရဲ့အတော်ရင်လက်ရှင်နာဝက်ကဝန်ကြီးချုပ်ဖြစ်ဥဆောင်နေခဲ့တဲ့ထိုင်းအစိုးရကို2014ခုနှစ်မှာအာနာသိမ့်ဖြုတ်ချခဲ့တဲ့ထိုင်းစစ်တပ်ရဲ့ဒုတိယအကြီးအကဲလည်းဖြစ်ခဲ့ပါဗျ။ဇွန်လ15ရက်နေ့ဖုန်းခေါ်ဆိုမှုဟာ ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံအကြားမှာလက်ရှိကြုံတွေ့နေရတဲ့နေဆက်ရေးရာအငင်းခုံတွေကိုပေထုံတန်ကလက်ရှိကမ်ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဖြစ်တာဝန်ယူထားသူဟွန်ဆန်နဲ့အလွတ်တဘောဆွေးနွေးဖို့အတွက်ဖြစ်ပါတယ်။ဟွန်ဆန်ကပွင့်လင်းမြင်သာမှုရှိစေရေးအတွက်ရည်ရွယ်ပြီးအဲ့ဒီဖုန်းပြောမှုကိုအတန်သွင်းထားကြောင်းဇွန်လ18ရက်နေ့မှာဝန်ခံအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့18မိနစ်ကြာခဲ့တဲ့ဖုန်းခေါ်ဆိုမှုကနေ9မိနစ်စာဖြတ်တောက်ယူထားတဲ့အတန်ဖိုင်ကိုသူကဖြန့်ဝေခဲ့တာတော့မဟုတ်ဘူးလို့ဟွန်ဆန်ကပြောပါတယ်။ ်သူဟာအဲ့ဒီအတန်ဖိုင်ကိုအစိုးရအရာရှိတွေလွတ်တော်အမတ်တွေအပါအဝင်လူ80လောက်စီကိုမျှဝေပေးခဲ့ပြီးအဲ့ဒီအထက်ကတရုတ်ရောက်စီးပောက်ခဲ့တာဖြစ်လိမ့်မယ်လို့ဟွန်ဆန်ကဆိုပါတယ်ပေတုံတန်အတွက်အဓိကပြဿနာတက်စီမဲ့ကိစ္စကသူဟာနေဆက်ပြဿနာနဲ့ပတ်သက်ရင်ထိုင်းအစိုးရရဲ့အမြင်နဲ့ဆန့်ကျင်တဲ့အတန်တွေကိုနားမထောင်ဖို့ဟွန်ဆန်ကိုပြောခဲ့ခြင်းဖြစ်ပါတယ်သူ့ရဲ့စကားကနေဆက်လုံခြုံရေးကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်တဦးကိုညှိညွတ်တာဖြစ်ပြီးအဲ့ဒီဗိုလ်ချုပ်ဟာနိုင်ငံကောင်စားရေးအတွက် သူ့ကိုသူလူကြိုက်များအောင်အာယုံဆိုင်ခံရအောင်လုပ်နေတာတာဖြစ်တယ်လို့ပေထုံတန်ကပြောထားခဲ့ပါတယ်။ဒီကိစ္စဟာညွန်ပေါင်းအစိုးရတဲကစစ်တပ်ကိုထောက်ခံတဲ့ပါတီတွေအတွက်အကြီးအကျယ်ဒေါသထွက်စရာဖြစ်ခဲ့ပြီးအကွဲအပြစ်ဇလန်းတွေစတင်လာခဲ့တာပါ။အခြေအနေတွေရှုပ်ထွေးလာပြီးတဲ့နောက်ဇွန်လ18ရက်ညပိုင်းမှာပေထုံတန်ဟာအရေးပေါ်သတင်းစာရှင်းလင်းပွဲတစ်ခုကိုကျင်းပခဲ့ပြီးသူပြောခဲ့တဲ့စကားတွေဟာထိုင်းနဲ့ကမ်ဘောဒီးယားကြားကတင်းမာမှုတွေကိုရှင်းချဖို့ရည်ရွယ်ထားတဲ့ချင်းကဲ့မှုပုံစံတစ်ခုသာဖြစ်ပြီး စစ်တပ်အပေါ်သူကခါတိနေတာမျိုးသူနဲ့စစ်တပ်ကြားမှာပြဿနာတခုခုရှိနေတာမျိုးမဟုတ်ဘူးလို့ဖြေရှင်းခဲ့ပါတယ်။တစ်ဖက်မှာတော့ထိုင်းစစ်တပ်ဟာပေထုံတန်ရဲ့ဖခင်ရောအတော်စီကပါအာနာတင်းခဲ့ဘူးတဲ့တမိုင်းကြောင်းမျိုးရှိနေပါတယ်။ပီထုံတန်ကထိုင်းဆိုရရဲ့လူလားမှုဟာကမ်ဘောဒီးယားနဲ့အငင်းပွားမှုတွေပြည်ရော့စေရေးကိုသာဥတည်တယ်လို့ဆိုပါတယ်။နောက်ပြီးသူ့အနေနဲ့ယုံကြည်စိတ်ချမှုကင်းမဲ့သွားပြီဖြစ်လို့ဟွန်ဆန်နဲ့ပုဂ္ဂိုလ်ရေးတည်တဲ့စကားပြောဆိုတာတွေလုံတော့မှာမဟုတ်ကြောင်းသူကအတည်ပြုခဲ့ပါတယ်။ အခုကိစ္စကိုအကြောင်းပြုပြီးရှင်တော်ဝတ်မိသားစုနဲ့ဟွန်ဆန်တို့ကြားကပုဂ္ဂိုလ်ရေးခင်မင်းယဉ်နီမှုပါအဆုံးသက်သွားပြီလို့ယုံကြည်ရပါတယ်အသက်38နှစ်အရွယ်ပေထုံတန်ဟာ2024ခုနှစ်ဩဂတ်လမှာဝင်ကြီးချုပ်ဖြစ်လာပြီးအရင်ကခါတိပြိုင်ဘက်တွေဖြစ်ခဲ့ဘူးတဲ့ PDP နဲ့ Conservative တွေပေါင်းစည်းထားတဲ့ညွန်ပေါင်းအစိုးရကိုဟန်ချက်ညီအောင်စူးစမ်းဥဆောင်နေကြတာပါအခုတော့အတန်ဖိုင်ပေါက်ကြားမှုရဲ့နောက်ဆက်တွဲအဖြစ်သူ့ရဲ့ဝင်ကြီးချုပ်ယာရုနေရာကစတင်လှုပ်ခတ်လာပါပြီလက်ရှိတိုင်းညွန်ပေါင်းအစိုးရဟာ ဝန်ကြီးချုပ်တဦးကိုလည်းဆုံးရှုံးခဲ့ပြီးသားပါစီးပွားရေးလုပ်ငန်းရှင်ဟောင်းစရတတာဗစ်စင်ဟာတရားရုံးအမိန့်ကြောင့်မနစ်တွန်းကယာရုကနေဖေရှားခံခဲ့ရပြီးသူ့ရဲ့နေရာကိုပေထုံတန်ကဆက်ခံခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ဖာကန်မော်စီစာတိုက်ပွဲအတွင်းတည်ဆုံခဲ့တဲ့ဘုံမူဖြိုးစော်တပ်အပါအဝင်အလောင်း30ကျော်ကိုတပ်မကုံအနီမြုပ်နှံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖာကန်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာမှာမော်စီစာရွာအနီးဇွန်လ16ရက်နေ့18ရက်တိုက်ပွဲများမှာစစ်ကောင်စီတပ်ဒေသုံထိခိုက်မှုများပြားခဲ့ပြီးဒေသုံသူများထဲမှာတပ်မ33မှစစ်ဦးစီးမှုဒုတိယဒဏ် G2 ဗိုလ်မှူးဖြိုးစော်တပ်လည်းပါဝင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်ဇွန်လ18ရက်ကတိုက်ပွဲဖြစ်ခဲ့တဲ့ဖောက်ကန့်ဒေသမော်ဝမ်းကြီးမော်ဝမ်းလေးအနီးဇွန်လ19ရက်မနက်8:00ခန့်မှစ၍တိုက်ပွဲပြန်ဖြစ်နေကြောင်းသတင်းရင်းမြစ်ကပြောပါတယ် ြည်သူများဟာလည်းစစ်ရှောင်နေကြရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ဇွန်လ16ရက်နေ့နဲ့19ရက်နေ့နှစ်ရက်တာတိုက်ပွဲအတွင်းမှာဟော့ကက်တမဂုံးနိုင်အလောင်း30လောင်းအားတချိုခဲ့ရကြောင်းကချင်စည်ရေးတရင်ရင်းမြစ်တဦးကဇွန်လ19ရက်နေ့မှာအတည်ပြုပါတယ်။အခြားတရင်ရင်းမြစ်တဦးကလည်း33လောင်းဗိုလ်မှူးပါတယ်။ဗိုလ်မှူးကိုမော်ဝမ်းနားမှာပဲမြုပ်ပစ်ခဲ့ကြတယ်လို့သိရမော်ဝမ်းနဲ့တမဂုံးကနှီးတယ်။ဗိုလ်မှူးကမော်စီစာဖျားကုန်းမှာကြတာဟုတ်တယ်လို့ပြောပါတယ်။ တည်ဆုံးခဲ့တဲ့ဗိုလ်မှူးဟာဖားကတ်မှာပြည်သူလူထုများထံမှမတရားငွေကြေးရယူခြင်းဖြင့်၎င်းကြောင့်တည်ဆုံးထိခိုက်မှုများနေအိမ်မီးလောင်ပျက်စီးခဲ့သူများစွာရှိခဲ့တယ်လို့တရင်အရေးမြင့်ကပြောပါတယ်။ဒါ့အပြင်ယနေ့မှလည်းမော်စီစာဖျားကောင်းအနီစစ်ကောင်စီတပ်ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူတို့အုပ်တည်ဆုံးခဲ့တယ်လို့တရင်အရေးမြင့်ကဆိုပါတယ်။မော်စီစာဖျားကောင်းရှိကိုတွားတဲ့ရခိုင်တယောက်ပြစ်တက်ခံလိုက်ရတယ်စစ်တပ်ကပြစ်တက်တာဒီမနက်စင်နိုင်ဝင်းကျင်ကားလို့၎င်းကပြောပါတယ်။ ထားပြင် KNA နဲ့ပူပေါင်းတပ်က6လကြာကြာဆင်နွှဲနေတဲ့ဗမော်မျိုးသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးကချင်တရင်းရင်းမြစ်တူအုပ်ကိုမင်းမြန်းရမှာနေတိုင်းနေနဲ့ပပဖြစ်တာရှိတယ်လို့ဗမော်စစ်ရေးချီနီကိုပြောပြပါတယ်။ KNA အနေနဲ့ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်စခန်းများတရင်ဌာနချုပ်များစွာကိုသိမ်းပိုက်ရရှိထားပေမဲ့လည်းအမတ်27စစ်ကောင်စီကုတ်ကဲမှုဌာနချုပ်စက္ကခ27နဲ့တရင်အချို့ကိုအပြည့်အစုံမသိမ်းပိုက်နိုင်သေးပါဘူး။စစ်ကောင်စီကလည်း ကချင်ပြည်ရဲ့ဒုတိယမြို့တော်မကြာရေးလေကြောင်းနဲ့ဒရုန်းပစ်ကူများစွာအသုံးပြုပြီးခုခံနေပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်ကလူထုသဘောထားနဲ့တွေ့ဖယ်တော့လုံရက်များမလို့ပဲပြည်သူ့နေဦးတော်လန်ရင်းနဲ့လဲထတ်တူရက်တည်နေတယ်လို့ NUG ယာယီတမရနဲ့ဝန်ကြီးချုပ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာလူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်က လူသူသဘောထားနဲ့တွေဖယ်တဲ့လုပ်ရမများမလုပ်ဘဲပြည်သူ့ညီဦးတော်လန်ရေးကြီးနဲ့လည်းထက်တူထက်မြတ်ယက်တည်နေတယ်လို့ယုံကြည်ကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မိန်းကောင်းများမှာ၎င်းတို့နှစ်ဦးစလုံးကအထက်ပါအတိုင်းထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ်ပါတယ်။လူတို့ကောင်းဆောင်ဒေါန်ဆန်းစုကြည်ဟာစစ်အာဏာရှင်များရဲ့မတရားဖန်ဆီးမှုကြောင့်အသက်80ပြည့်ချိန်မှာအကျဉ်းချခံရင်း ခက်ခဲတဲ့နှစ်များကိုဖြတ်တန်းနေရကြောင်းတိုင်းပြည်နဲ့လူတို့မှလည်းအခက်ခဲဆုံးအကြမ်းဆုံးနှစ်ကာလများကိုကြုံတွေ့နေရကြောင်းဒေါ်ဆန်းစုကြည်ရဲ့စွန့်လွတ်အနစ်နာခံမှုများကိုအောက်မေ့တတိယပြီးတိုင်းပြည်နဲ့လူတို့ကိုစစ်အာဏာရှင်စနစ်ဆိုးဓမ္မလွတ်မြောက်ရန်ကိုစွမ်းညံစွမ်းရှိသမျှကြိုးစားနေကြကြောင်းအသက်80အရွယ်ရောက်နေပြီဖြစ်ပေမဲ့လည်းဒေါ်ဆန်းစုကြည်ဟာတိုင်းပြည်နဲ့လူတို့အတွက်ဒေါ်ဆန်းစုကြည်ရဲ့ပေးဆမှုဟာတချမ်းမြနောက်တွန့်ခဲ့ခြင်းမရှိကြောင်းဒေါ်ဆန်းစုကြည်ဟာ လူလူသဘောထားနဲ့တွေ့ဖဲတဲ့လောက်ရဲ့မြောက်ကိုမလုတ်ခဲ့ကြောင်းယာယီတမရဒူဝါလက်ရှိလကပြောဆိုပါရယ်ဒွန်ဆန်းစုကြည်ဟာလူလူသဘောထားနဲ့တွေ့ဖဲတဲ့လောက်ရဲ့မြောက်ကိုမလုတ်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့လဲလူလူသဘောထားနဲ့တွေ့ဖဲတဲ့မိသည့်လောက်ရဲ့မျိုးကိုများလုဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုဂရိပြုပါတယ်လို့အန်ယူဂျီယာယီတမရဒူဝါလက်ရှိလကပြောဆိုပါရယ်အလားတူအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းဒေါ်ဆန်းစုကြည်ဟာတက်တန်းတလျှောက်ပြည်သူနဲ့အတူခိုင်မာစွာရက်တည်ခဲ့ပြီး လက်ရှိပြည်သူຫນွေဦးတော်လန်ရေးမှာလဲတက်တူရက်တည်နေတယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ်ပြည်သူနဲ့အတူသူမရဲ့တက်တန်းတလျှောက်ခိုင်မာစွာရက်တည်ခဲ့တဲ့ပြည်သူကောင်းဆောင်ဒေါ်ဆန်းစုကြည်ဟာလက်ရှိပြည်သူຫນွေဦးတော်လန်ရေးကြီးနဲ့လဲတက်တူတက်မြရက်တည်နေဒီကိုခိုင်ခိုင်မာမာယုံကြည်ပါတယ်လို့ပြည်တော်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကရှင်းပြပါတယ်ယနေ့ကြောက်ရွံ့တဲ့ဒေါ်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုနိုင်ငံတော်မှပြည်သူများကပါဝင်ဆင်နွှဲနေကြပြီးမြို့ပြကြီးများမှာတော့ စစ်ကောင်စီရဲ့လုံခြုံရေးတင်းကျပ်မှုများကြောင့်တတိထားရွေ့ကျင်းပရာကြောင်းရန်ကုန်မြို့နယ်နေဆက်ဒေသများမှပြည်သူများကပြောဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ